မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးတော့ရှင်းပြပေးမှာကတော့အထက်မှရန်တင်ချအတွက်တက်ကအခန်းကျဲ rational game game များပဲဖြစ်ပါတယ်အဲ့တော့အခန်းကျဲ rational game များဒါတွေကို rational game များဆိုတာဘာလဲဆိုတာကိုဆရာမတို့မစဉ်းစားခင်မှာအရင်ဥဆုံးသဘာဝ game အပြည့် game ရယ်အပေါင်း game ပြည့်အနုပ် game ပြည့်တွေကိုနည်းနည်းလေး revision အနေနဲ့ပြန်ပြီးတော့ပြောကြည့်ပါမယ်သဘာဝ game ဆိုတာက natural number ကလေးတို့အင်္ဂလိပ်လိုလည်းဖတ်ထားပါ natural number literal number ပဲအစားလဲဆိုတော့တစ်ကနဲ့စပါမယ်1 2 3 4 ဒါတဘာဝအတိုင်းဆရာမတို့ရေတက်လို့ရတဲ့အချိန်မှာအသုံးပြုမယ်ဆိုရင်သူ့ကိုတဘာဝဂိန်းလို့ခေါ်တယ်။ဥပမာမုံတစ်ခုမုံနှစ်ခုတစ်ရက်မှာ24နာရီတစ်ပတ်မှာ9ရက်တို့အဲဒီတစ်နှစ်မှာ365ရက်တို့ဒီလိုရေတက်လို့ရမယ်မုံ5ခုတို့ဥပမာပေါ့နော်။အဲဒါမျိုးလေးတွေရေတက်လို့ရရဲဆိုလို့ရှိရင်သူ့ကိုတဘာဝဂိန်းလို့ခေါ်ပါမယ်။ဒါ G6 မှာကလေးကပါပေးတာ။တဘာဝဂိန်းကိုဘာလို့ခေါ်သေးလဲဆိုတော့ရေတက်ဂိန်းလို့လည်းခေါ်ပါတယ်။ ဟုတ်ပြီနော်ရေတွက်ကိန်းလို့လည်းခေါ်မယ်ဒါကတဘာဝကိန်းအပြည့်ကိန်းဆိုတာဘာလဲအပြည့်ကိန်းဆိုတာဒီဥပမာပေါ့နော်ဆမ်မရစီမှာမုံ၅ခုရှိတယ်ဒီ၅ခုလုံးကိုသူများကိုပေးလိုက်ပြီဆိုရင်ကိုယ်စီမှာဘာမှမရှိတော့ဘူးအဲ့ဒီဘာမှမရှိတော့ဘူးဆိုတဲ့အရာကိုဖော်ပြဖို့အတွက်ဆမ်မရကဒီပညာရှင်တွေကပေါ့နော်၃ညဆိုတဲ့ဂိမ်းလေးတစ်ခုကိုတည်ထွင်လိုက်ကြတယ်ဒီဂိမ်းကိုဒီလိုမျိုးလေးတင်ကြတာလေးဟိုဒါ၃ညလို့ခေါ်ပြီးတော့၃ညပါတယ် ီဂိမ်းအစုအဝေးကြီးကိုဘာလို့ခေါ်မလဲဆိုတော့အပြည့်ဂိမ်းလို့ခေါ်မယ်0 1 2 3 4စသဖြင့်ပေါ့နော်ရပြီနော်အဲ့တော့ဒါကကြတော့တုံညကိုစီမှာမရှိတော့တဲ့အရာကိုပြောပြချင်တဲ့အခါမှာဒီ0ဆိုတာတဘာဝဂိမ်းမှာမရှိတာဖြစ်တဲ့အတွက်ကြောင့်တုံညပါထည့်သွင်းပြီးတော့မှရေးထားတဲ့ဒီဂိမ်းကနေအစုဝေးကိုအပြည့်ဂိမ်းလို့ခေါ်ပါမယ်နောက်တစ်ခုကအပေါင်းဂိမ်းပြည့်အနုတ်ဂိမ်းပြည့် အပောင်းကိန်းပြည့်နဲ့အနှုတ်ကိန်းပြည့်ကိုမပြောခင်မှာဒါလေးကိုလည်းနည်းပြန်ကြည့်မယ်အပြည့်ကိန်းမှာ0နဲ့ဘာနဲ့ပါလဲဆိုတော့0ကောမှာတဘာဝကိန်းဒါမျိုးလေးတွေတည်ထားရမယ်နော်0နဲ့တဘာဝကိန်းနဲ့ပါတယ်ဆိုရင်သူကအပြစ်ကိန်းဖြစ်တယ်ဟုတ်ပြီအပြစ်ကိန်းနှစ်ခုပေါင်းမယ်ပေါ့နော်ဥပမာ1ဆိုတဲ့အပြစ်ကိန်းနဲ့2ဆိုတဲ့အပြစ်ကိန်းနဲ့ပေါင်းလိုက်လို့ရှင်2ဆိုတဲ့အပြစ်ကိန်းကိုရမယ်ပြီးတော့မှ ဥပမာနှစ်ထဲရနဲ့တစ်ကိုနှုတ်လိုက်လို့ရှိရင်တစ်ဆိုတဲ့အပြည့်ကင်းကိုရမယ်။ဟုတ်ပြီဒါကြီးတာထဲရနဲ့ငယ်တာအောင်လုပ်တဲ့အခါမှာငယ်တဲ့အပြည့်ကင်းတစ်ခုရမယ်။ဥပမာအနေနဲ့ဆရာမတို့ကတစ်ထဲကနေပြီးတော့နှစ်ကိုနှုတ်မယ်ဆိုလို့ရှိရင်ကြတော့ -1 ဆိုရဲဒီလို -3 ဒီအပြည့်ကိန်းမှာမရှိဘူးအဲ့ဒီခါမှာဆရာမတို့ကအပေါင်းရောအနှုတ်ရောကိုထည့်ပြီးတော့မှစဉ်းစားရမယ်အဲ့မှာအနှုတ်သင်္ကေတတွေပါတဲ့ဒီ -1 -2 တွေကိုကြတော့အနှုတ်ကိန်းဖြစ်ဖြစ်မယ် ဟုတ်ပြီနော်အဲ့တော့အနှုတ်ကင်းပြည့်ဒီဘယ်ရဆမလဲဆိုတော့ -1 -2 -3 -4 -5 ဒါစသဖြင့်ဒီအနှုတ်ကင်းပြည့်ပြီဖြစ်တဲ့အပေါင်းကင်းပြည့်ကတော့ +1 ပေါ့နော်1ဒီအပေါင်းကတော့မထည့်လိုက်ရတယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90ဒါတွေအားလုံးဒီအပေါင်းကင်းပြည့်တွေဖြစ်တယ် ဟုတ်ပြီနော်အဲ့တော့အပောင်ကိန်းပြည့်ဆိုတာကတော့အပောင်ကိန်းနေရာအလုံးပေါ့နော် plus ရှိအကုန်လုံးဒီအပောင်ကိန်းပြည့်ထဲမှာပါမယ်အနုတ်ကိန်းပြည့်ကတော့ -1 -2 -3 -5 ဒီအနုတ်ကိန်းပြည့်စသဖြင့်ကအနုတ်ကိန်းပြည့်ထဲမှာပါမယ်ဟုတ်ပြီဒါဆိုရင်ကိန်းပြည့်ဆိုတာဘာလဲကိန်းပြည့်ဆိုတာကဒီကအပောင်ကိန်းနေလဲပါမယ် plus ဟုတ်ပြီနော်အနုတ်ကိန်းနေလဲပါမယ်- one plus or minus two plus or minus three စသဖြင့်ပါတဲ့အပြင် zero လည်းပါမယ်ဆိုရင်သူက gain ပြည့်ဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ gain ပြည့်ထဲမှာဘာတွေပါမလဲဆိုတော့ zero ပါမယ် plus one minus one plus two minus two plus three minus three ပါမယ်ပြောချင်တာကတော့ gain ပြည့်ဆိုလို့ရှိရင် ့0လို့လဲပါမယ်အပေါင်းကိန်းပြပါမယ်အနုတ်ကိန်းပြပါမယ်ဟုတ်ပြီနော်အဲ့တော့ဒါဒီအခြေခံအနေနဲ့သိထားရမယ့်အချက်တွေဖြစ်တယ်အဲ့တော့သဘာဝကိန်းက1ကနေစမယ်0အပါဝင်သဘာဝကိန်း0 plus သဘာဝကိန်းဒီအပြည့်ကိန်းဖြစ်မယ်အပောင်းကိန်းပြရတော့အပောင်းတွေကြီးတဲ့ရှိနေတဲ့ဂိန်းတွေဒီအပောင်းကိန်းပြအနုတ်ကိန်းပြဒီ -1 -2 -3 ဒီအနုတ်ကိန်းပြကိန်းပြကတော့0ရဲ့ plus ကို minus ကိုအပောင်းကိန်းပြအနုတ်ကိန်းပြနှစ်ခုစလုံးပါနေတဲ့ဆိုရင်သူကကိန်းပြဖြစ်မယ်။ညာပြီနော်။ အဲ့တော့အပိုင်းကိန်းတစ်ခုရဲ့ရေဘူးရပုံစံကတော့ဒီပုံစံပေါ့နော် A by B ပေါ့ A by B အဲ့မှာ A ရဲ့ B ရဲ့ဒီပါရလဲဆိုတော့အပြည့်ကိန်းနေဖြစ်တယ် A by B မှာ A ရဲ့ B ရဲ့ကအပြည့်ကိန်းနေဖြစ်ပြီးတော့မှ B ကတော့ not is equal to 0 B ဒီ0နဲ့မညီပါဘူးဒါတော့သိပြီးသားအပိုင်းကိန်းတစ်ခုမှာဘာလို့ပဲစဉ်းစားစဉ်းစားနှစ်ပိုင်းတစ်ပိုင်းပဲစဉ်းစားစဉ်းစားဒီအောက်မှာ0ကတော့ဖြစ်လို့မရအောင်ဟုတ်ပြီနော်အဲ့တော့ဒီပိုင်းခြေဒီ0နဲ့မညီဘူး B is B not equal to 0ဟုတ်ပြီအပိုင်းဂိမ်းများနဲ့ယင်းတို့၏လက္ခဏာစန့်ကျင်ဘက်ဂိမ်းများကို rational ဂိမ်းများဟုခေါ်ကြည့်တယ်ဟုတ်ပြီဒါဆို rational ဂိမ်းထဲမှာဘာတွေပါမလဲဆိုတော့အပိုင်းဂိမ်းတွေပါမယ်အပိုင်းဂိမ်းထဲမှာမှယင်းတို့၏လက္ခဏာစန့်ကျင်ဘက်ဆိုတော့ plus လည်းပါမယ် minus လည်းပါမယ်ဥပမာလာဝါမိုက်2ကလည်း rational gain နဲ့ minus 1 2ကလည်း rational gain ဖြစ်တယ်သူတို့ရဲ့စန့်ကျင်ဘက်တူဒါဆိုရင် အပိုင်းဂိမ်းတွေရဲ့အထဲမှာဒီအပေါင်းလက္ခဏာရောအနုလက္ခဏာရောဓာတ်တွေအလုံးဒီ rational game တွေထဲမှာပါမယ်။မူလအပိုင်းဂိမ်းများနဲ့ရင်းတို့ဤချဲ့ထွင်ဖန်တီးထားသည့်အပိုင်းဂိမ်းများသည် rational game များဖြစ်ကြပါသည်။မူလအပိုင်းဂိမ်းရဲ့သူတို့ကိုချဲ့ထွင်ဖန်တီးထားတဲ့အပိုင်းဂိမ်းတွေအပေါင်းလုံးဒီ rational game တွေဖြစ်ပါတယ်။အဲ့တော့ကြည့်ကြည့်အောင်နည်းနည်းလေး။အဲ့တော့1.2 1.2ရဲ့ -1.2 5x7 4g/5 ဒါဥပမာပေးထား 7x4 တို့ဒီ rational gain များဖြစ်ကြပါသည်။အော်ပြီးတော့ဒီကနေ့ဆရာမတို့ဘာသိရလဲဆိုတော့ rational gain ဆိုတော့အပိုင်း gain ကိုပြောတာအပိုင်း gain မှာနေအပေါင်းလဲပါမယ်အနှုတ်လဲပါမယ်ဒါဒီ rational gain ထဲမှာပါမယ်တစ်ချက်တည်သွားပြီဆက်ပြီးတော့သွားမယ် rational gain များအာဒါတွေ rational gain တွေဖြစ်တယ်ပေါ့ gain ပြည့်တိုင်းကိုပိုင်းချေတရှိတော့အပိုင်း gain ပုံစံဖြစ်ဖော်ပြနိုင်တော့ကြောင်း ကိန်းပြည့်အားလုံးဒီရုရှားနဲ့ကိန်းများဖြစ်ကြသည်တဲ့အဲ့တော့ကိန်းပြည့်ဥပမာကျွန်တော်တော့၃ကိုစဉ်းစားကြည့်လိုက်မယ်၄ကိုစဉ်းစားကြည့်လိုက်မယ်ပိုင်းခြေကဒီကိန်းပြည့်တွေမှာပိုင်းခြေတွေ1ရှိတယ်ဆိုတာတည်ထားပေးတာနော်ဘယ်တော့ဒါကြောင့်မလို့ဒီက၃ရဲ၄တွေဒီလိုမျိုးကိန်းပြည့်တိုင်းကလည်းဘယ်ထဲမှာပါမလဲဆိုတော့ရုရှားနဲ့ကိန်းထဲမှာပါမယ်ဟုတ်ပြီနော်ကိန်းပြေတိုင်းရဲ့ပိုင်းခြေကတက်ရှိတာဖြစ်လို့ဒီကိန်းပြေတွေအားလုံးကလည်း rational ကိန်းထဲမှာပါမယ်အဲ့တော့ဥပမာ 3 3မှာပိုင်းစီသေး1ရှိတဲ့အတွက်ကြောင့်မလို့3မိုင်အဒီတပိုင်း3မိုင်နေတာရရှင်တဲ့ gain minus 5ဖြစ်တယ်ဒါကအနှုတ် gain ဖြစ်အနှုတ် gain ဖြစ်ဟုတ်ပြီနော်အနှုတ် gain ဖြစ်ဒါကကြတော့အပောင်း gain ဖြစ်အပောင်း gain ဖြစ်ရလဲပိုင်းချီတက်ရှိတယ်အနှုတ် gain ဖြစ်မှာလဲပိုင်းချီတက်ရှိဒါကြောင့်သူအပိုင်း gain ပုံစံနဲ့ရေးလို့ရတာဖြစ်လို့ဒီအဲ gain ဖြစ်တွေအကုန်လုံးကလည်းဘယ်မှာပါမလဲဆိုတော့ rational gain ထဲမှာပါပါမယ်အဆုံးရှိတော့သတ္တမ gain များအဆုံးရှိတော့သတ္တမ gain များနှစ် ပြန်ချက်တသမဂိမ်းများကို အပိုင်းဂိမ်းပုံစံဖြင့်ပေါ်ပြနိုင်သောကြောင့်ထိုဂိမ်းများသည်ရရှင်နယ်ဂိမ်းများဖြစ်သည်တသမဂိမ်းဤအဆုံးရှိသောတသမဂိမ်းဤဖြစ်ဖြစ်ပြန်ချက်တသမဂိမ်းဤပဲဖြစ်ဖြစ်သူတို့ကိုအပိုင်းဂိမ်းပုံစံနဲ့ပေါ်ပြလိုက်ရတယ်ဒီမှာကြည့်မယ်နော်အဆုံးရှိတဲ့တသမဂိမ်းနဲ့ပြန်ချက်တသမဂိမ်းဒီနှစ်ခုပဲပြောထားတယ်အဆုံးမရှိတသမဂိမ်းဤမပါသေးဘူး ်ဟုတ်ပြီနော်အဲ့ဒီခါမှာဆမ်မုတ်ကသူကဒီမှာဒီတိတ္တမခွန်ဆိုတဲ့အပိုင်းကိန်းကိုပဲစဉ်းစားကြည့်မယ်။ Oh sorry တိတ္တမကိန်းကိုစဉ်းစားကြည့်မယ်။သူ့ကိုအပိုင်းကိန်းအနေနဲ့ဒီလိုပြောင်းလို့ရတယ်ဒါ30ပိုင်း18ပိုင်းတသမာ300ရှိရင်30နဲ့စားတသမာ300ရှိရင်10လေးစိတ်ရာလေးစိတ်1000လေးစိတ်ဆိုတော့1000နဲ့စားအဲ့တော့သူက minus ဆိုတော့ minus 125 by 1000ဟုတ်ပြီလားပြီးတော့မှဒါကဘာနဲ့တူလဲဆိုတော့125တလီ125ရှစ်လီ ်ပါနော်ဒါကြောင့်မလို့ minus 1.8ဖြစ်တယ်ဒါဆိုရင်ဒါတွေကဘာတွေလဲဆိုရင်အစုံရှိတော့သတ္တမကိန်းအစုံရှိတယ်1.7 0.125ဒါအစုံရှိတဲ့သတ္တမကိန်းတွေဖြစ်တယ်နောက်တစ်ခုကပြန်ချက်သတ္တမကိန်းများနှစ်ပိုင်းအသုံးပိုင်းနှစ်ပိုင်းနှစ်ကို t 3နဲ့စာဘယ်လောက်ရလဲဆိုတော့0.6666ရမယ်အဲ့တော့ဒါကတော့ bar 6ပြောချင်တာ 0. bar 6ဆိုတာဒီ6တွေအများကြီးရှိအောင်မယ်ဆိုတော့ပြောတာ ်နောက်တစ်ခုက minus 11 by 18စက်တက်ကိုဒီ session နဲ့စစားတော့ရမှာဒီ0.63636 little bit ဆက်သွားမှာ6363နဲ့ဆက်သွားမှာဆိုတော့ထက်နေတာဒီဘာလဲဆိုတော့63မလို့0.63ဆိုမှရေးပါတယ်ဒါတွေကဘာလဲဆိုတော့ပြန်ထက်တတမကိညာပြန်ထက်တတမကိညာ အဆုံးရှိသောသတ္တမဂိမ်းနဲ့ပြန်ထက်သတ္တမဂိမ်းတွေကိုလည်းအပိုင်းဂိမ်းပုံစံအဖြစ်ပေါ်ပြနိုင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဂိမ်းတွေကို rational game လို့ခေါ်တယ်။ဒီနေရာမှာဘာမပါအောင်လဲဆိုရင်အဆုံးမရှိသောပြန်ထက်သတ္တမဂိမ်းတွေမပါသေးဘူး။ဟုတ်ပြီနော်။အဲ့တော့အဆုံးရှိတဲ့အာနောက်တော့ဒါတော့ပြန်ထက်တယ်ပေါ့နော်။ဒီနေရာမှာကတော့အဆုံးမရှိပြန်မထက်တဲ့သတ္တမဂိမ်းတွေမပါသေးဘူးဆိုတော့ခုလောလောဆယ်ကလေးလိုမှတ်ထားပါမယ်။ အဆုံးရှိတဲ့သတ္တမဂိမ်းရဲ့ပြန်ထက်သတ္တမဂိမ်းတွေကိုအပိုင်းဂိမ်းပုံစံနဲ့ရေးလို့ရလို့သူတို့လည်းပဲ rational ဂိမ်းထဲမှာပါမယ်အဲ့ဘယ်နာအဲ့ဒါကိုသူကဒီမှာဖော်ပြထားတယ်ဒီဘက်မှာ0ရှိမယ်ဒါကအပေါင်းနော်တည်ပြီးသားဒီဘက်မှာအပေါင်းဂိမ်းပြည့်ရှိမယ်ဒီဘက်မှာအနုတ်ဂိမ်းပြည့်ရှိမယ်အဲ့တော့ပြောချင်တာကတော့ဒီဂိမ်းပြည့်တိုင်းကလည်း rational ဂိမ်းတွေပဲဖြစ်တယ်ဆိုတော့အပေါင်း rational ဂိမ်းဒီဘက်ကအနုတ် rational ဂိမ်းဒါတော့0အဲ့တော့အပေါင်းလည်းမဟုတ်အနုတ်လည်းမဟုတ်တဲ့ rational ဂိမ်းက0 ။ဟုတ်ပြီလား။အဲ့တော့ဒါတော့ကလေးတို့သိပြီးသားပဲ၃ပိုင်း၂ပိုင်းအဒီ၂ပိုင်း၃ပိုင်းမျိုးနေရာချရတယ် -1.4 -2.3 လိုဒီဘက်မှာနေရာချရတယ်ဒါသိပြီးသားဒီဘက်မှာညာဘက်မှာဒီအပေါင်းနေရှိမယ်ဒီဘက်ကဘယ်ဘက်မှာဒီအနုတ်နေရှိမယ်ဂျာထဲမှာအဒီအလဲထဲမှာတော့0ရှိမယ်ဟုတ်ပြီနော်ဒါသိပြီးသားမလို့ဆရာမဆက်မပြောတော့ဘူးအော်ဘေးသူကဒေချင်ခံတိတိတမတက်မှာ၃ရရဲ့အဒီအနုတ်6၃ရတမ333နည်း သုံးပိုင်းနှစ်ပိုင်းတစ်သုံးပိုင်းတစ်ပိုင်းနှစ်တက်မှနှစ်ငါးနှစ်ငါအနောက်နှစ်တက်မှငါစသဖြင့်ဒီကိန်းတွေကိုဆက်မတော့ဒီမှာခွဲပေးရပါမယ်အပေါင်းကိန်းပြည်တွေလားအဖြစ်ကိန်းတွေလားအနှုတ်ကိန်းပြည်တွေလားအဲ့ဒါတွေကိုဘာတွေဖြစ်တယ်လဲဆိုတာကိုခွဲပေးရမယ်အဲ့တော့အရင်ဦးဆုံးစဉ်းစားကြည့်အောင်0 0ဆိုတာဒီအပေါင်းကိန်းပြည်လားအဖြစ်ကိန်းလားအဲ့တော့သူက0ကတော့အပေါင်းကိန်းပြည်မဟုတ်ပါဘူးအဖြစ်ကိန်းထဲမှာပါမယ် မပါလို့အပြည့်ကိန်းဆိုတာ0ကနေစမယ်0ဟုတ်ပြီအဲ့ခါကျတော့ဒီ0 pp ဆိုရင်ဆရာမတို့အနှုတ်6ကိုစဉ်းစားကြည့်မယ်အနှုတ်6ဒီအနှုတ်ကိန်းပြည့်ထဲမှာပါမယ်မှတ်ပြီနော်အဲ့တော့ -6 ကအနှုတ်ကိန်းပြည့်ထဲမှာပါမယ်အဲ့တော့ဆရာမဒီမှာ -6 လို့ရေးလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဒါရိုက်တိုင်းဆရာမတို့ပြီးသွားပြီ0.333 0.333ဆိုတာဘယ်မှာပါမလဲဆိုတော့ rational gain ထဲမှာပါပါမယ်ဟုတ်ပြီနော်အဲ့တော့ rational gain ဒီ အပောင်းရရှိနယ်ဂိမ်းနဲ့အနုရရှိနယ်ဂိမ်းဆိုမှပေးထားတဲ့အတွက်ဒါကအပောင်းရရှိနယ်ဂိမ်း0.333အပောင်းရရှိနယ်ဂိမ်းနောက်တစ်ခုကကြတော့2 2ဆိုတာဒီအပောင်းဂိမ်းပြည့်အပောင်းဂိမ်းပြည့်လည်းဖြစ်တယ်အပြည့်ဂိမ်းထဲမှာလည်းပါမယ်2ကဟုတ်ပြီလားအဲ2ပြီးသွားပြီအဲ့တော့2 by 3 အဲ့တော့ဒီ2ဒီ rational gain ထဲမှာပါလားမပါဘူးလားဆိုတော့2ဆိုတာဒီပိုင်းခြေတရှိတဲ့အဖြစ် gain ဖြစ်တဲ့အတွက်ကြောင့်မလို့ rational gain ထဲမှာပါမယ်အပေါင်း rational gain ထဲမှာပါမယ်ဟုတ်မလားဒီက -6 ကကြတော့အောက်မှာ -6 ကတရှိတဲ့အတွက်ကြောင့်မလို့ဒီမှာပါမယ် -6 ရပြီလားအဲ့တော့2ပိုင်း3ပိုင်း2ပိုင်းရလေအပေါင်း rational gain ထဲမှာပါမယ်နောက်တစ်ခုကကြတော့3ပိုင်း2ပိုင်းရလေအပေါင်း rational gain နှစ်တသမ2525ကလည်းအပန်း rational gain ဟုတ်ပြီ minus နှစ်တသမဒီဒီ minus 2.5ပေါ့နော် minus 2.5ကကြတော့ a no rational gain နဲ့မှာပါမယ် minus 2.5နောက်ခုက -6.3 -6.3 ဆိုတာဒီ3 3 3 4 6ဆိုတော့ -2 ဖြစ်တဲ့အတွက်ကြောင့်မို့သူကဘယ်ထဲမှာပေါအောင်မလဲဆိုတော့အနှုတ်ဂိမ်းပြည့်များထဲမှာပေါအောင်မယ် ပြောချင်တာတော့ -6.3 ဆိုတာက343346အနှုန်းနဲ့တူတူပဲမလို့ဆက်ပြီးဒီလိုလေးရေးပြီးတော့မှထည့်လိုက်လို့ရတယ် -6.3 ကအဲ့တော့သူကလည်းဒီမှာလည်းပါအောင်မယ်အနှုတ်ကင်းပြည့်ထဲမှာလည်း -6.3 is equal to 2 2ဆိုမှထည့်ရေးပေးမယ်နောက်တစ်ခုကကြတော့ဒါလေးပြီးသွားပြီဆိုတော့ -2 1.4အဲ့တော့သူကလည်းအနှုတ်ကင်းပြည့်ထဲမှာပါမယ် 5 by 4 the upon oh sorry rational gain နဲ့မှာပါမယ်5 by 4ကအပေါင်း rational gain 3 by 2အပေါင်း rational gain 22 by 7အပေါင်း rational gain ဟုတ်ပြီဂိမ်းပြည့်တွေထဲမှာပါလေပါမလဲဂိမ်းပြည့်ထဲမှာအပေါင်းဂိမ်းပြည့်အနုတ်ဂိမ်းပြည့်အပြင်၃ညရောအပေါင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ဒီမှာဒီ၃ညရဲ့ ဒီအပေါင်းကိန်းပြည့်ဖြစ်တဲ့နေ့ရဲ့အနှုတ်ကိန်းပြည့်တွေဖြစ်တဲ့အနှုတ်6ရဲ့အနှုတ်2ရဲ့ဒါတွေပါမယ်ပေါ့အနှုတ်2ကိုတိုက်ရိုက်မရေးချင်ဘူးဆိုရင်တော့ဒီမှာသူပေးထားတဲ့အတိုင်း -6.3 is equal to -2 ဆိုပြီးရေးပါမယ်ဟုတ်ပြီနော် ဒီတော့ဆမခုရှင်းလိုက်တဲ့ဒါလေးကိုရှင်းသွားရသွားပြီလို့ထင်ပါတယ်နော်။ဒါဆိုတော့နံပါတ်1မှာအနှုတ်တင်းနဲ့တက်ကြားရှိအပါရရှင်နဲ့ gain အနှုတ်ရရှင်နဲ့ gain ၅လုံးစီကိုရေးပါမယ်တဲ့။အဲ့တော့အနှုတ်တင်းနဲ့တက်ကြားထဲမှာရှိတဲ့ အပောင်း rational gain ပြောချင်တာတော့အပိုင်း gain တွေကိုရေးရမယ်အနော် rational gain ဆိုတော့အပိုင်း gain ငါးလုံးစီကိုရေးရမယ်ဟုတ်ပြီတစ်ဆိုတာဘာလို့ဆိုလို့လဲဆိုတော့30ပိုင်း30ပိုင်းကိုဆိုလို့တယ်ဟုတ်တယ်နော်အဲ့တော့ဒါက30ပိုင်း30ပိုင်းကအနုတ်တစ်ဒီဘက်မှာတစ်ဆိုတာလည်း30ပိုင်း30ပိုင်းအဲ့တော့ဒီကြားထဲမှာရှိတဲ့ဟာတွေကိုရေးရမယ်ဒီကြားထဲမှာရှိတဲ့ဟာဆိုဆရာမတို့ဘာတွေရေးလို့ရလဲဆိုတော့အပောင်း rational gain မှာနံပါတ်ကကြီးအနေနဲ့ တစ်30ပိုင်း9ပိုင်းလို့ဟုတ်ပြီနော်တစ်30ပိုင်း10ပိုင်းလို့တစ်30ပိုင်း9ပိုင်းသူက၅လုံးစီဆိုတော့တစ်30ပိုင်း6ပိုင်းလို့တစ်30ပိုင်း9ပိုင်းလို့ရေးလို့ရတာပေါ့ဟုတ်ပြီနော်တစ်30ပိုင်း9ပိုင်းတစ်30ပိုင်း10ပိုင်းဆက်မရေးတာတော့ပြောင်းပြန်ဖြစ်သွားတယ်ကလေးတို့ကတော့ဒီဘက်ကနေစပြီးတော့မှရေးတိုင်းဟုတ်ပြီဒါဟောနောက်ထပ်၅တလီ၅၅နလီ10ဆိုတော့2ပိုင်း1ပိုင်းဟောထည့်ရေးလို့ရတာပဲ ဟုတ်ပြီနော်နှစ်3လေး6 2 5လေး10ဆိုတာ5ပိုင်း3ပိုင်းနှစ်4လေး8 2 5လေး10 9ပိုင်း4ပိုင်းအဲ့တော့ဒါမျိုးတွေရေးလို့ရတယ်ဟုတ်ပြီလားဒါတော့ကျွန်တော်စဉ်းစားတာဒီမှာ9ခုရသွားပြီသူ့အရှင်းဆုံးပုံစံပြောင်းပြီးတော့2ပိုင်း3ပိုင်းတို့9ပိုင်း3ပိုင်းတို့10ပိုင်း9ပိုင်း9ပိုင်း4ပိုင်း10ပိုင်း9ပိုင်းဆိုပြီးရေးလို့ရတယ်ဟုတ်ပြီနော်ဒါရှင်မရှိရနောက်ကနေပြီးတော့စပြီးစဉ်းစားရဲကလေးတို့ကဒီဘက်ကနေစရေးပါခါခွေရကြတော့အနှုတ်ရရှင်တဲ့ကိန်း9ခုဒီလိုပဲစဉ်းစားလို့ရတယ်ရှင်မတို့ကအနှုတ်ဆိုရင်လည်း ဟုတ်ပြီနော်အဲ့တော့နောက်ထပ်ဘာတွေစဉ်းစားလို့ရလဲဆိုတော့ဒီကခုနှစ်ပိုင်းငါးပိုင်းလို့ရတာပဲဟုတ်ပြီနော်အဒီခုနှစ်ပိုင်းခြောက်ပိုင်းလို့ဘယ်လိုလုံးလုံးရရဲအဲ့တော့ဒီအတိုင်းလေးပဲဆရာမတို့စဉ်းစားရင်လည်းရတာပဲ30ပိုင်း5ပိုင်းအနုံ30ပိုင်း6ပိုင်းအနုံ30ပိုင်း9ပိုင်းအနုံ30ပုံပုံရင်10ပုံပြီးတော့မှ30ပိုင်းဒီမှာက6ပိုင်းပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးစဉ်းစားပြီးတော့မှ9တလီ9နဲ့လီ10နှစ်ပိုင်းတစ်ပိုင်း ၊ပြမနဲ့3လေး6နဲ့5လေး10၊နဲ့4လေး8နဲ့5လေး10၊နဲ့3လေး6အဲ့ငါးလေး10အဲ့လိုမျိုးလေးစဉ်းစားလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒါတော့ကလေးတို့အဆင်ပြေတဲ့အတိုင်းထည့်ပြီးတော့မှရေးပါအဲ့တော့ဒီမှာဆိုလို့ရှိရင်ဆရာမတို့ကဒါတွေပဲရေးလို့ရတာလားဆိုတော့မဟုတ်ပါဘူးကိုယ့်အနေကို6ပိုင်း2ပိုင်းတို့6ပုံပုံရင်2ပုံဟုတ်ပြီနော်အာပြီးတော့မှ4ပိုင်း2ပိုင်းတို့ အဲ၃ပိုင်း၄ပိုင်းလို့အဲ့လိုမျိုးရေးလို့ရပါတယ်။ဒါတော့ကြိုက်တယ်လို့ကိုကလည်းကိုရေးလိုက်ပါ။အဘာရရှိနေကိမြောင်ကိမြင်ပေါ်လေးနေရာချပါကိမြင်ပေါ်မှာနေရာချတာလူ G6 မှာကော G7 မှာရောလုတ်ခဲ့ပြီးပြီဟုတ်ပြီနော်အဲ့တော့အရင်အောင်ဆုံးဒီဆံမှာစဉ်းစားကြည့်မယ်ဘယ်ထိဆွဲရမလဲဆိုပြီးတော့3 4ပိုင်း2ပိုင်းဆိုတော့3 4ပိုင်း2ပိုင်းကိုဆံမှာစဉ်းစားကြည့်တဲ့အခါမှာဒီ သူကအပေါင်းဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကိုဆွဲရမယ်အဲဆို1နဲ့3ဒီနားလောက်မှာရှိမယ်ပေါ့နော်3 4ဘိုင်း2ဘိုင်းပြီးတော့မှ set 4ဘိုင်းဆက်တက်ဘိုင်းဆိုတော့7ကိုဆံမလို့4နဲ့စာကြည့်လေ၄နဲ့၄ရ8ဆိုတော့8 9 10 17 3ကျန်အဲ့တော့သူကဘာလဲဆိုတော့ဆံမလို့သူ့ကိုဆွဲရတာလွယ်အောင်ပေါ့နော် sorry နေ၄ဘိုင်း၃ဘိုင်း နှစ်၄ဘိုင်း၃ဘိုင်းကိုစဉ်းစားပြီးတော့ဆွဲရမယ်နှစ်၄ဘိုင်း၃ဘိုင်းဟုတ်ပြီနော်အဲ့တော့ဒါကကြတော့ minus 6တလီ6ဆိုတော့1ကျန်တာ1ဆိုတော့အနုတ်1 6ဘိုင်း၃ဘိုင်းဆိုတော့ရမယ်ဒါတော့ဒီတိုင်းပြထားဆိုဆက်ပြီးဒီတိုင်းဆွဲလိုက်မယ်သူကကြတော့လေ minus 1.25ဆိုတာဒီဘာနဲ့တူတူပဲလဲဒါလေးကိုဆက်ပြီးတစ်ချက်လောက်စဉ်းစားကြည့်မယ်အဲ့တော့ဒါကတော့ 1ဆိုတော့ဆက်မလို့1ကြီးမယ်0.25ဆိုတာဒီ၄ပုံပုံတစ်ပုံဖြစ်တဲ့အတွက်ကြောင့် -1 4/1ပေါ့နော်၄ပိုင်းတစ်ပိုင်းဖြစ်ပါတယ်နောက်တစ်ခုကဒီဥစ္စာလဲ3ပြီးတော့မှ85ဆိုတာဒီ၄ပုံပုံ၃ပုံဖြစ်တယ်အဲ့ဒါကြောင့်မို့3 4ပိုင်း3ပိုင်းဒီလိုလေးစဉ်းစားကြည့်မယ်73ဆိုတာကတော့ဒီ3ကနေ73ကိုစားမယ်3 4 12ဆိုတော့1ကျင်း လေး၃ပိုင်း၃ပိုင်းဒါဆိုရင်ဆက်မတော့ဘလိုနေရာချမလဲဆိုတဲ့ idea လေးအကြံပြင်းလေးကိုရသွားပြီပြီးတော့သူ့ကိုစပြီးတော့စဉ်းစားမယ်၃၄ပိုင်း၂ပိုင်းဆိုတော့၃ရနဲ့သွားလိုက်မယ်၁၂၃၃၃ထိရသွားပြီလေးပုံပုံရင်၂ပုံဆိုတာကတော့ဒီလိုလေးစဉ်းစားပြီးတော့နှစ်တက်လေးနှစ်နှစ်နဲ့လေးလေးဆိုတော့၂ပိုင်း၃ပိုင်းနဲ့လည်းအတူတူပဲဆိုတော့ဒီမှာတဝက်နေရာချလိုက်ပြီးတော့မှဒါကကြတော့၃၄ပိုင်း၂ပိုင်းဖြစ်တယ်ဆိုတော့ရေးလိုက်ရုံပဲထင်နေရမှာဟုတ်ပြီနော် နောက်တစ်ခုစဉ်းစားမယ်2 4ပိုင်း3ပိုင်းသူကအပေါင်းဆိုတော့ဒီဘက်ကိုပဲသွားမယ်3ညနဲ့1နှစ်နှစ်ပြီးတော့မှ4ပုံပုံရင်3ပုံဖြစ်တဲ့အတွက်ကြောင့်မလို့1နှစ်3လေအဲခရီးတို့ကတော့ပေးတယ်လေးနဲ့တိုင်းပြီးတော့မှ၄ပိုင်းပိုင်းလိုက်မယ်၄ပိုင်းပိုင်းလို့မှ၃ပိုင်းဆိုတော့ဒီနေရာလေးကိုပြောတာ၄ပိုင်းပိုင်းပြီးတော့မှ၃ပိုင်းဆိုတော့၁ပိုင်း၂ပိုင်း၃ပိုင်းဆိုတော့ဒီနေရာလေးက၄၄ပိုင်း၃ပိုင်းဖြစ်တယ် အဲ့တော့ -7 -6 -7 -6 တွေ -1 1 -6 နဲ့တူတူပဲဆိုတော့ဒီဘက်ကိုလာမယ်0ကနေပြီးတော့ဒီဘက်ကိုလာတယ်1 1 -6 ဆိုတော့6ပုံပုံမှ2ပုံအဲ့တော့ကျွန်တော်တို့6ပုံပုံကိုစဉ်းစားကြည့်မယ်အဲ့တော့ ဒါက1ဖြစ်သွားပြီဆိုတော့ဒီမှာ1ကယူလိုက်ပြီးတော့6ပုံပုံမယ်ဒီဘက်ကို6ပုံပုံမယ်တကယ်လို့ကတော့2အောင်ပိုင်းမယ်1 2 3 4 5 6 6ပိုင်းရသွားပြီဆိုရင်6ပုံပုံမှာဒီပုံဆိုတော့ဒီနေရာလေး -1 6ဆိုတာဒီ1 6ဆိုတော့ဒီနေရာလေးအတွက်ဒီဆံမရသွားပြီဆိုတော့သူ့ရဲ့မူရင်းအပိုင်းလေးကိုရေးမယ် -7 6ဒီလိုလေးစဉ်းစားကြည့်ရင်လွယ်ပါတယ်1 ငါးပိုင်းတစ်ပိုင်းဆိုတော့အပေါင်းဖြစ်လို့ဒီဘက်ကိုသွားမယ်ညာဘက်ကိုသွားမယ်အပေါင်းဆိုတော့ညာဘက်ကိုသွားမယ်နှစ်ငါးပိုင်းတစ်ပိုင်းဆိုတော့ဒီနှစ်နှစ်နှစ်ပြီးတော့မှမှာဒီဘက်မှာ၃ကိုငါးပိုင်းပိုင်းပါမယ်ခုနကဆက်လို့ဒီမှာ၄ပိုင်းပိုင်းထားတာအကျန်းအဖြစ်သူ့ကိုပြန်ပြီးတော့ငါးပိုင်းပိုင်းမယ်အဲ့တော့ဒါကိုကိုကဘယ်လိုဆွဲထားလဲဒီနေရာမှာ၁၀စိတ်ရှိရင်၂စိတ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 ်လေငါးပိုင်းပိုင်းလို့ရတယ်ဟာပြီးတော့ဆက်လို့ဒါလေးကိုအကျန်းလေး၁ပိုင်း၂ပိုင်း 3ဘိုင်း4ဘိုင်း5ဘိုင်းဟုတ်ပြီ5ဘိုင်းရပြီဆိုတော့5ဘိုင်း2ဘိုင်းဆိုတော့ဒီလျာဒီ5ဘုံပုံလို့2ဘုံဖြစ်တဲ့အတွက်ကြောင့်2ဘိုင်း5ဘိုင်း2ဘိုင်းဆိုပြဖြစ်တယ်။ရပြီနော်။နောက်တစ်ခုကကြတော့ -1.25 1.25ဆိုတော့ဒီဘက်ကိုလာမယ်0ကနေ1 ठी ကတော့1ရသွားပြီ0.25ဆိုရင်၄ပုံပုံရင်၃ပုံကိုပြောတာဟုတ်ပြီနော်အဲ့တော့၄ပုံပုံရင်၃ပုံကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်မှာဆရာမတို့ခုန6ပုံပုံထားတာနော်ခုန6ပုံပုံထားတာ ထပ်ပြီးတော့လေးပုံပုံမယ်လေးပုံပုံမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့ဒီဒါဓပုံနှစ်ပုံသုံးပုံလေးပုံဓပုံနှစ်ပုံသုံးပုံလေးပုံအဲ့တော့လေးပုံပုံမှာဓပုံဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာလေးရဘလောက်လဲဆိုတော့ minus 1.25ဟုတ်ပြီနော်နောက်တစ်ခုက3.75ဆိုတာဒီ3 4/3/3ကနေပြီးတော့သွားလိုက်မယ်ဒီနဲ့တုံးပြီးတော့မှ4ပုံပုံ3ပုံဆိုတော့ဒီဘက်ကိုဆံမလို့4ပုံပုံမယ် ဒဘောနှစ်ပုံ၃ပုံ၄ပုံညအောင်ပိုင်းရမယ်နော်အဲ့တော့၄ပုံပုံဝင်၃ပုံဆိုတဲ့ခါကျတော့ကျွန်တော်ကသူကဒီထိလာမယ်ဒဘောနှစ်ပုံ၃ပုံဒါကြောင့်မလို့ဒါက3.75နောက်တစ်ခုက၄၃ပိုင်း၃ပိုင်း၄၃ပိုင်း၃ပိုင်းဆိုဒီဘက်ကိုသွားအောင်မယ်ဟုတ်ပြီလေ၄ရဲ့ဟိုဘက်ကိုသွားအောင်မယ်အဲ့တော့ဆင်မတော့ဒီဘက်မှာ၅ထိဆွဲထားတာမရှိတဲ့အတွက်ကြောင့်မလို့ဒီနားမှာပဲဆင်မက တော့မောင်ပုံလိုက်မယ်ဆိုတော့ဒီဘက်ကတပုံကတက်လို့လေးနေအချင်ခံလိုက်ငါဟုတ်ပြီနော်အဲ့တော့ဒီမှာငါထားလိုက်တယ်လေးရနေပြီးတော့တပုံနှစ်ပုံသုံးပုံသုံးစိတ်တကြော်လေးကိုဖြက်လိုက်တယ်အဲ့ခါကျတော့လေး၃ဘိုင်းတစ်ဘိုင်းကဒီလျာလေးမှာရှိတယ်လေး၃ဘိုင်းတစ်ဘိုင်းဒီလိုလေးခဲတယ်နေနေနည်းရှိရှိလေးဆွဲလိုက်လို့ရှိရင်ကိုဆွဲထားတဲ့နေရာလေးကိုကောင်းကောင်းမွန်မွန်လေးမြင်ရမှာဖြစ်တယ်ဒါဆိုရင်နံပါတ်၃ချီကလေးတို့ရသွားပြီလို့ထင်ပါတယ်နောက်ကျန်နေတယ် ။အဲဒီသမားနှစ်က rational game မျိုးအနိုင်ရှင်ချင်းဝန်ဆံမကနောက်ဗီဒီယိုမှာဆက်ပြီးတော့မှရှင်းပြပေးမှာဖြစ်ပါတယ်။ခုလိုနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ like comment subscribe လေးလုပ်ပေးပါရှင်။ comment လုပ်ပေးပြီးတော့ဒီဆံမအတွက်အားလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ comment ပေးဖို့မမေ့ပါနဲ့ရှင်။ကျေးဇူးတင်ပါတယ်။